EV brand new ကားတွေကိုဝယ်စီးပြီးတော့ရှုံးမှကြောက်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုဆက်ကြည့်ရမှာဖြစ်ပြီးတော့ EV ကားတွေကို trade in လုပ်ချင်တယ်ဆိုရင်လည်းဒီဗီဒီယိုဆက်ကြည့်လိုက် အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ရွှေတုံဖျားနောက်ပံပုတ်တက်တဲမှာရှိတဲ့အရင်တော့ကမြန်မာကာချာဗယ်လီလို့ခေါ်တဲ့အခုကတော့ Baby City လို့ခေါ်တဲ့ဝင်းထဲကိုရောက်နေပါဒီဝင်းထဲကိုဘာလာလောက်တာလဲလို့မေးကျွန်တော်အရင်တစ်ခေါက်တော့ရိုက်ဖူးတဲ့ဗီဒီယိုတစ်ပုဒ်ရှိတယ်အဲ့ဒါတော့ FS Auto ရဲ့ promotion area မှာလုပ်တဲ့ပွဲအကြောင်းကိုကျွန်တော်ရိုက်ဖူးတာအဲ့ FS Auto ကပဲအခုဒီမှာလာပြီးတော့ showroom အကြီးဖွင့်ထားတာရှိတယ်အဲ့ showroom ထဲမှာသူ EV car brand မျိုးစုံကိုတွေ့ရမယ် brand new or use ကိုရမယ်အဲ့တော့ EV ကားတွေကိုဈေးနှုန်းတက်တက်ဆာဆာနဲ့လိုချင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ဒီ video ကိုဆက်ကြည့်လို့ရတယ်ပြီးတော့ EV ကားတွေကို trade in လုပ်ချင်တာပဲဖြစ်ဖြစ်ပြန်ရောင်းချင်တာပဲဖြစ်ဖြစ်ဆိုရင်လည်းဒီ FS Auto မှာရတယ်အထူး promotion တွေလည်းရှိတယ်ဆက်ပြောအောင် ဒီ FS Auto မှာတော့ EV ကားတွေရော IC ကားတွေရော brand new တွေရော used တွေရောမြင်ရမှာဖြစ်ပြီးအခုပထမဆုံးမြင်ရတဲ့ကားတော့ကျွန်တော်အမျိုးကားတွေပဲဖြစ်ပါတယ်။ဒီမှာ T03 SKD EV ကားလေးဖြစ်တယ်။ပြီးရင်သူ့အနောက်မှာဆိုလို့ရှိရင်လေ Motor T03 ကိုပဲ CPU ကားလေးလည်းရှိတယ်။အဲ့တော့ SKD လိုချင်လည်းရတယ်။ CPU လိုချင်လည်းရတယ်။ပြီးရင် Motor နဲ့ပတ်သက်တဲ့ line up တွေအကုန်လုံးကိုဒီ showroom မှာတွေ့ရမှာဖြစ်ပါအဲ့ဒါအแทးထဲမှာအဲ့ဒါခဏနေအခုပြီးရင်ဒီမှာ Venezia V6 ပဲဖြစ်ပါတယ်။ ne license နဲ့3390နဲ့ရောင်းနေတဲ့ကားဖြစ်ပါတယ်။ဒါကိုအဖြူအောင်ဒီမှာ install ရပါသေးတယ်။ Okay အထည့်ကိုဆက်သွားကြည့်အောင်။ ဒီ FS Auto မှာဆိုလို့ရှိရင်ကားတွေကတော်တော်လေးကိုရွေးချယ်စရာများတယ်အခုကျွန်တော်ဘေးမှာမြင်တွေ့ရတဲ့ကားလေးဆိုရင် Downfan Nami Box လေးပဲဖြစ်ပါတယ်ဒီကားကလည်း New Ring or Highway or တော်တော်လေးစီးရတဲ့ကားလေးဖြစ်တယ်တိုင်းတထောင်အောက်လေးနဲ့ရမယ်လို့သိတာအပြင်မှာစီကားတွေလည်းရှိသေးတယ်ထပ်သွားကြည့်အောင် နောက်ထပ်ကားတစ်စီးကားတော့ဒီမှာ brand new တဲ့အပဲစီကားကိုလည်းလိုချင်တယ်ခုံသုံးနိုင်ကားလည်းလိုချင်တယ်ဆိုလို့ရှိရင်မှာ so easy s09 ကားကိုလည်းဒီမှာပြသထားတာကိုတွေ့ရမှာဖြစ်ပြီးတော့ဒီမှာ Deepel S7 ပဲဖြစ်ပါတယ်ဒီကားလည်းကျွန်တော်အရင်တော့ content တွေရိုက်ဖူးတယ်အခုဒီကားကတော့ brand new တော့မဟုတ်တော့ဘူး used ကားလေးလည်းရှိတယ်ဒီကားလေးဆိုလည်းဈေးနှုန်းတက်တာဆိုတာနဲ့ရမှာပဲဖြစ်ပါတယ် okay ဟိုဘက်ကိုဆက်ကြည့်ရအောင်ကဲ တိုတာမှတိုတာကြိုက်ပါတယ်ဆိုတော့သူတွေအတွက်ဆိုရင်ဒီ show room မှာတိုတာကျတော့လက်ရှိ3စီးတွေ့တယ် BZ4 တွေ့တယ် BZ3 တွေ့တယ် BZ4 မှာဆိုလို့ရှိရင်2025ချင်းတူတူမှာအတွင်းကနှစ်ယောက်လက်တွေ့ရမယ်ခဲနဲ့တယောက်ရှိတယ်အဖြူတယောက်ရှိတယ် BZ3 ဆိုလို့ရှိရင်လည်းအတွင်းကအဖြူလေးနဲ့ရှိတယ်အဲ့တော့တိုတာကြိုက်တဲ့သူတွေအနေနဲ့ဆိုရင်ကြိုက်တဲ့ကားကိုရွေးချယ်ပြီးတော့ဝယ်လို့ရကဲပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့အမျိုးကားတွေလာပါပြီဒီမှာပါနော် Lee Motor C01 ပဲဖြစ်ပါတယ် C ရဲ့ကားအမျိုးအစားဖြစ်ပါတယ်ပြီးလို့ရှိရင် Lee Motor ဟုတ်ပဲ C11 2025ပဲဖြစ်ပါတယ်ဒါကတော့ပြီးလို့ရှိရင်ဒါ Lee Motor ပဲ C16 ပဲဖြစ်ပါတယ်အဲ့တော့ ီရှိုးတို့နဲ့မှာဆိုရင်လီဘော်ဒါနဲ့ပတ်သက်သမျှကားတွေအကုန်လုံးကို SKB ရော CBU ရော lineup အစုံရောတနေရာထဲမှာကြည့်လို့ရမှာဖြစ်ပါ။ Okay အဲ့တော့ရှိုးတို့နဲ့တော့ကြည့်အောင်။ Okay ဒီ FS Auto တဲ့ကိုဝင်လာပြီဆိုလို့ရှိရင်နောက်ထပ်ဒီမှာလုံးဝ LAN နဲ့ Galaxy ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Volkswagen ကိုရဲ့ ID4 ရဲ့ ID6 ရဲ့ပဲဖြစ်ပါတယ်။အဲ့တော့ဒီနစီအာဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်အခုကြီးကြီးသမားတွေထဲမှာဆိုရင် build quality တော်တော်လေးကောင်းတဲ့ကားတွေထဲမှာပါတယ်။မြန်မာနိုင်ငံကိုအစောဆုံးဝင်တဲ့ကားကဒီကားလည်းပါ။ ID4 ပါတယ်အခုနောက်ပိုင်းကျတော့မှ ID6 စီရောက်လာပြီ ID6 ကတော့ဒီကောင်ပို့ပြီးတော့ကားပို့ကြီးသွားတယ်ပို့ပြီးတော့ luxury ဖြစ်သွားတယ်ပို့ပြီးတော့မောင်းလို့ကောင်းတယ် ID4 ဆိုလို့ရှိရင်လည်းမျိုးတွေပဲသုံးသုံးမျိုးပြင်ပဲသုံးသုံးတော်တော်လေးသုံးလို့ကောင်းတဲ့ကားတွေဖြစ်တယ်ပြီးတော့ဒီ showroom မှာတခြားကားတွေလည်းရှိတယ်ဟိုဘက်မှာဆို Nissan Ariya တွေရှိတယ်ကျွန်တော်ရှေ့တဲမှာဆိုလို့ရှိရင် Venezia V6 စီလည်းရှိတယ်ပြီးတော့ဈေးနှုန်းတတ်တတ်တာနဲ့ Kia လည်းစီးကျင်တယ်လုံးဝပြင်းကျင်တယ်ဆိုလို့ရှိရင်လည်းဟိုဘေးမှာဆိုလို့ရှိရင် EV6 တွေလည်းရှိအဲ့တော့ဒီ showroom ကတော်တော်လေးကိုစုံတာကိုတွေ့ရတယ်ဘတ်ဂျက်ကိုပြောမယ်ဆိုလို့ရှိရင်3800ဝန်းကျင်လောက်ကနေစပြီးကအမျိုး ုးမျိုးကိုဒီမှာရွေးချယ်ပြီးတော့ဝယ်ယူလို့ရတာဖြစ်တာလေးကတော်တော်လေးကိုအားသာအဲ့လိုအားသာချက်တွေရှိနေရုံနဲ့မကပဲနဲ့အခုသတင်းကြောအတွက် promotion လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အခုတရက်10လ2025ကနေပြီးတော့15ရက်10လ2025အတွင်းဒီ FS Auto မှာကားဝယ်မယ်ဆိုလို့ရှိရင် special cashback အနေနဲ့ဘယ်ကားပဲဝယ်သိန်း90အထိ cashback ရနိုင်ပါတယ်အဲ့ဒီအပြင်ကိုဘယ်ကားပဲဝယ် used ကားပဲဝယ်ကားအသစ်ပဲဝယ် insurance one year FOC ပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ရှင်လုံးဖျားနောက်ဘက်မှုတဲ့တဲ့မှာရှိတယ်အရင်တော့မြန်မာကားချပယ်လီလို့ခေါ်တယ်အခုကတော့ baby city လို့လည်းခေါ်တဲ့ဝ င်းရဲ့အလဲကောင်တဲ့တဲ့မှာဖွင့်လစ်ထားတဲ့ FS Auto ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စိတ်သွားပါ